မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနကနေထိတ်တန့်ရောက်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကဖေချလိုက်တဲ့ရွှေကောက်ပွဲဝက်တောက်ကားကြီး။ဥပမာလေးတစ်ခုအရင်ဆုံးပြောပြမယ်။ကားတက်တန်တိုးကျင်တဲ့အခါကာညာနာကိုတွားရတယ်။ကားပိုင်ရှင်တိုင်းမပတ်သက်ခြင်းနဲ့ရှုံးမဟုတ်လား။ခိုညစ်ဒီရဲ့ငွေညစ်မာတွေတိနေတော့ကားပိုင်ရှင်အများစုကကာညာနာနဲ့မပတ်သက်ခြင်းကြဘူး။တိုးပေမဲ့ကာညာနာကဖွင့်ပြပေးလိုက်မှတရားဝင်ဖြစ်တာမဟုတ်လား။ ကာညာနာယုံဟာမယုံမသားနဲ့ငွေရှာနေကြတယ်ဆိုတာသိကြပေမယ့်ဒီယုံကနေအတိအမှတ်ပြုပြီးတရားဝင်စာရက်စာတမ်းတွေရမှသွားလို့ရကိုအသက်ရှူချောင်ချောင်သွားနိုင်မယ်ဆိုတာအားလုံးသိကြတယ်။ကာညာနာကတရားဝင်စာရွက်စာတမ်းတွေမရှိရင်တော့ဘလောက်ကောင်းတဲ့ကာကြီးစီးနေပါစေတရားဝင်မဟုတ်ဘူးဆိုတဲ့ခြောက်ခြားစိတ်ကကြီးစိုးနေမှာမဟုတ်လား။လူရင်းကိုသွားရအောင်။ကုလသမဂ္ဂအထွေထွေတွင်ရင်းမှုချုပ်အန်တိုနီရိုဂူတာရက်စ်ကတရားဝင်အတိပေးလိုက်တယ်။မြမအနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုပါဘူးတဲ့။အားလုံးနားလည်အောင်ပြောရရင် တောင်းဆိုထားတာတွေအရင်လုံးရွေးကောက်ပွဲကိုမေ့ထားလိုက်ဆိုတဲ့အတိုင်းပါဆိုတော့ကာညာနာကတရားဝင်စာရွက်စာတမ်းမရတဲ့အတွက်ဒီရွေးကောက်ပွဲကိုမဖြစ်မနေဘလို့ပဲလှုပ်လှုပ်ကမ္ဘာနိုင်ငံအသီးသီးကအတိအမှတ်မပြုတ်ဘူးဆိုတာဇိုလိုတာပါကာညာနာစာရွက်စာတမ်းနဲ့ပြောရရင်ဒီရွေးကောက်ပွဲဟာဝိတောက်ကလိုပါပဲခိုးကြောင်ခိုးဝက်မောင်းလို့တော့ရချင်ရမယ်တရားဝင်တော့မဟုတ်ဘူးဆလပီကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ကမြန်မာနိုင်ငံကပြည်ထနာတွေကိုအာဏာသိမ်းစစ်တပ်အနေနဲ့အာဆီယံရဲ့စကားကိုနားထောင်ပါလို့အတည်ပြုလိုက်ပါတယ်။ ဒီတော့အာဆီယံညီလာခံကမြန်မာနဲ့ပတ်သက်ပြီးဘာပြောလဲဆိုတာကြည့်ကြရအောင်အာဆီယံညီလာခံကနေသဘောတူညီထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အပအဝင်အချက်၅ချက်ကိုမဖြစ်မနေလှုံ့ဆော်ဖို့တာတိုက်တွန်းပြီးမြန်မာစစ်ဗိုလ်ချုပ်တွေကိုအာဆီယံအစည်းအဝေးတက်ခွင့်ပိတ်ထားမယ်လို့ဆိုပါတယ်ရွေးကောက်ပွဲလေးလာဖို့ဖိတ်ကြားထားတာကိုသိပေမဲ့သက်ဆိုင်သူတွေမပါတဲ့ရွေးကောက်ပွဲအတွက်လေးလာသူမလုပ်ဘူးလို့ဆိုပါတယ်ပူပူနွေ့နွေ့အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့အရှေ့တီမောနိုင်ငံရဲ့ကောင်းဆောင် Ramos Horta ကတော့အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့အချိန်မှာ သူတိတ်ကိုလှုပ်ချင်နေတဲ့မြမငိမ့်ချမ်းရေးအတွက်ကြိုးစားသွားမယ်လို့ကတိပေးလိုက်ပါတယ်။ Ramos အနေနဲ့အာဆီယံအဖွဲ့ရဲ့အပြင်ဘက်ကနေကိုရီးကိုရာသဘောမျိုးနဲ့မြမအရေးအတွက်ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းမြမစစ်အာဏာရှင်တွေကအရှိတီမော်အတွက်အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ကိုကန့်ကွက်မယ်လို့ဆိုခဲ့ကြတာပါ။ခုတော့သူ့နိုင်ငံအာဆီယံဝင်ခွင့်မရအောင်ပိတ်ပင်ထားတဲ့ရေမွေအာနာသိန်းစစ်တပ်ကိုဟားတိုက်ရင်နေလောက်ပါပြီ။ဆိုတော့ကာညာနာမှာရင်းတက်တန်းတိုးတက်လို့ပါပဲ။ အရေးမပါတဲ့ရုံးကိုတစ်နှစ်တစ်ခေါက်သာဆက်ဆံနေရပြီမေဒီရုံးကတရားဝင်စာရွက်စာတမ်းရမှတရားဝင်မှာဆိုတော့ကာညာနာကနေတရားဝင်စာရွက်စာတမ်းမရတဲ့အာနာသိန်းစစ်တပ်ရဲ့ရွှေကောက်ပွဲဟာဝတ်တောက်ကားကြီးလို့ဆိုတာကွင်ကွင်ကောက်ကွက်မြင်နိုင်ကြပါလိမ့်မယ်မြမအရေးမှနိုင်ငံတကာတန်တမန်နီလန့်အရာကုလသမဂ္ဂနဲ့အာဆီယံဟာထိတ်ကိုအရေးကြီးပါတယ်တရုတ်ထက်ကိုအရေးကြီးတယ်လို့ဆိုလိုချင်ပါတယ်တရုတ်ကတော့ဝတ်တောက်ကားကိုသူ့နေမြေထဲမှာခြိုက်တယ်လို့မောင်းဆိုတဲ့သဘောမျိုးပါ တရားဝင်စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်လာရင်တရုတ်ကခေါင်းဆောင်သွားမှာပါ။ကုလသမဂ္ဂအထွေထွေအထွန်းရေးမှုချုပ်ကအာဆီယံရဲ့စကားကိုနားထောင်ပါ။ရွေးကောက်ပွဲကိုမေးလိုက်ပါဆိုပြီးအာဆီယံနဲ့တန်တမန်နီလန်းကိုလွှဲပေးထားပါတယ်။ဒီတော့ဂျာကမြမတော်လန်ရေးနဲ့ပတ်သက်ပြီးအာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂနဲ့အာဆီယံကအတိအမှတ်မပြုဘူးဆိုတာကဘာကြီးကသိသွားတယ်ဆိုတဲ့အကြောင်းတင်ပြတာပါ။ကျန်တဲ့ဆက်လက်တော်လန်ဖို့ကိစ္စကတော့ကိုယ်တိုင်လုပ်ကြရမှာပါ။ ဆက်လက်ပြီးနရိကံဖြူဟာကုံတို့စစ်ကူလာသောစစ်ကောင်စီတပ်သားများဖျက်တိုက်ခံရာ26ဦးအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်နှင့်မကွေးအဆက်အမ်ဘရန်လန်တွင်ရှိသောနရိကံဖြူဟာကုံကိုစစ်ကူလာသောစစ်ကောင်စီတပ်သားများကိုဖျက်တိုက်ခံရမှုကြောင့်26ဦးအရှင်ဖမ်းမိရရှိကြောင်း CDF အချို့ကယနေ့သတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့အကြီးဆုံးဖြူဟာကုံတပ်စခန်းတစ်ခုဖြစ်သောနရိကံဖြူဟာကုံတို့စစ်ကူဖို့စစ်တပ်စစ်ကြောင်းများကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခိုင်းခဲ့ကြောင်း ချင်းကောက်ခွေရတဲ့အရှုပ် CDF အရှုပ်ကြီးထုတ်ပြန်ချက်ကဆိုပါတယ်အဆိုပါတိုက်ပွဲများတွင်စစ်ကောင်စီတပ်သားအများပြားတိုက်ဆုံပြီး26ဦးအရှင်ဖမ်းမိကလက်နက်ခရမ်းနဲ့စစ်သုံးဆောင်ပစ္စည်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ရေးသားထားပါတယ်နိုင်ငံပြူဟာစကန်းကုံမကြစည်ရအတွက်လေချောင်းဖြစ်ကူလက်နက်ကြီးဖြစ်ကူများအဆက်မပြတ်ပြီးနေတော့လေတော်လန်ရေးမဟာမိတ်တပ်များကအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့ဖြစ်ကြောင်းသိရပါတယ်အဆိုပါတိုက်ပွဲများတွင်စက်တင်ဘာလမှအောက်တိုဘာလကုန်အထိ နှစ်လတာအတွင်း CDF အရှုံမှတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ရကြောင်းနဲ့အခြားထိခိုက်ဒဏ်ရာရရှိသူခုနှစ်ဦးရှိကြောင်းသိရပါတယ်။နရီကံပြူဟာကုန်းတွင်2024ခုနှစ်ကစ၍တမခ69နဲ့စကခ19တက်များအင်အားဖြည့်တက်ဆွဲထားပြီးစစ်ကောင်စီတပ်သားအင်အား600နီးပါးအထိကျန်ရှိနေတဲ့ကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။နရီကံပြူဟာကုန်းမှစစ်ကောင်စီတပ်သားများအနေဖြင့်လက်နက်ချအလင်းဝင်ရောက်လို့သူများအချိန်မရွေးလာရောက်နိုင်သည်ဟုအရက်ကတက်တော့ AA နှင့် PDF များကတိုက်တွန်းပြောဆိုထားကြပါတယ်။ မှန်ချက်နဲ့နှံအတွက်မကိုက်ဖြစ်ခဲ့ရသောမင်းအောင်လှိုင်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မေအောင်လိုက်သည်ယခုတကြိမ်တော့အာဆီယံအစည်းအဝေးသို့တက်ခွင့်ရတော့မည်ကိုအကြီးအကျယ်မျှော်လင့်ခဲ့တော်လဲအာဆီယံမှ၎င်းတို့၏အချက်၅ချက်ပါဘုံရည်တည်ချက်ကိုမလိုက်နာသည်ဖြင့်ယခုတကြိမ်သာမကနောက်နောက်လဲတက်ခွင့်ရမည်မဟုတ်ဟုပြက်ပြက်သားသားပြောလာခဲ့ပါတယ်။မေအောင်လိုက်သည်ဒီချင်းတွင်ပြုလုပ်သောရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးကောင်စီသို့တက်ခွင့်ရခဲ့သည့်အပြင်ရုရှားရှိဖက်စစ်ဆန့်ကျင်ရေးစစ်ရေးပြပွဲသို့ပါရောက်ရှိနေခဲ့သဖြင့်ပူတင်ရှီကျင့်ပင် မော်ဒီတိုနှင့်ပလူပလဲလုတ်ခွက်ရလာခဲ့၍ဒီတစ်ကြိမ်တော့အာဆီယံမှအလကောင်းအားဖြစ်ပေရည်မည်မဟုတ်တော့ဟုတေချာပေါက်တွက်ဆထားသည်ဟုအေယာဝတီသတင်းထွင်ရေးသားထားပါသည်။ထို့ပြင်ဒေါ်နယ်ထရန့်နှင့်ထွေးခွင့်ရအောင်မိသားမက၎င်း၏ရွေးကောက်ပွဲအတူကြီးအားကမ္ဘာစင်ပြင်တွင်လိညာပြောခွင့်ရတော့မည်ဟုအမျှော်လင့်ကြီးမျှော်လင့်ထားခဲ့ပါသည်။၎င်းတို့၏နိုင်ငံသားယဝင်ကြီးဆိုသူတန်းဆွေကလည်းမိမိတို့အားရက်ခင်အတိုင်းပြန်လည်ဆက်ဆံပါရန်နှိပ်ပြီးတော့တွင်မလေးရှားနိုင်ငံသားယဝင်ကြီးကိုတောင်းပန်တူရှိုးခဲ့ပြန်သည်ဟုဆိုပါသည်။ ထိုများမှကမလေးရှားမှရွေးကောက်ပွဲလေးလာရေးအဖွဲ့ကိုစေလွန်မြည်ဟုပင်၎င်းတို့တောင်းဆိုသည်များတစ်ခုမှဖြစ်မလာသည့်အခါရန်ပုံမိကြဖြစ်ပြီးအာဆီယံ၏အချက်၅ချက်သည်ဤသည့်အခါကမှအတည်ပြုခဲ့ခြင်းမရှိပေတရားမဝင်ဟုပင်စော်မင်းထွန်းကပြောဆိုသည့်အထိဖြစ်လာသည်။၎င်းဤဆရာသမားကိုယ်တိုင်ပြီးခဲ့သည့်၅နှစ်နီးပါးကခေါင်းငင်းခဲ့သည့်အဖြစ်သည်ဘာပြော၍ဘာဆိုမှန်ကာကနာနာမသိခဲ့ဟုဝန်ခံနေသည်ယောက်ဖြစ်လာသည်။ စီရင်ရှမ်းမြောက်တွင်ကြန့်ရှိသည့်နေမည်များကိုဖုံးကျဲ၍မရတော့သဖြင့်လက်လုခရပြီးနောက်မန္တလေးဒေသကြီးကချင်ချင်းကရင်နှင့်ရခိုင်ပြည်နယ်အတွင်းဆုံရှုံခဲ့သည့်များကိုပြန်ရရန်ခြေဦးလှည့်လာပုံရှိသည်ဟုအေယာဝတီကသုံးသပ်ထားပါသည် တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှရသောအခွင့်အရေးသည်စေုပ်စုနေစဉ်အတုံးစရိတ်80ရာခိုင်နှုန်းကိုကာမိနေ၍တရုတ်မှလာရှို့ကိုပြန်ပေးရန် MNDAAR အတင်းအကျပ် PR ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်စေုပ်စုသည်ရှမ်းမြောက်တွင်နောက်ချိုးကြောင်းပင်တီဘော်လာရှို့လောက်နှင့်ဂျင်နပ်ပြီးစစ်ပွဲကိုအဆုံးသတ်ပေးခဲ့ရသည်တရုတ်၏သဘောတူညီချက်မရဘဲထိုးစစ်များဆင်နွှဲရဲညီမဟုတ်တော့လက်ရှိ TNL နှင့်သဘောတူညီချက်အရာမိုးကုံနှင့်မိုးမိတ်ကိုပြန်ရဖို့ရှိနေသည်သို့သောမန္တလေး PDF သည်မိုးကုတ်ကိုစေုပ်စုလက်ထက်ပြန်မရောက်ရန်အစွမ်းကုန်ကာကွယ်သွားမည်ဟု ကြီးညာချက်ထုတ်ပြန်လာခဲ့သည်ပြည်သူများဘက်ကလည်းပိုရွှေပူပေါင်းဆောင်ရွက်ပေးကြပါရန်လည်းတောင်းဆိုထားသည်မိုးကုတ်ကိုပြန်ရရန်ဆရာသမားဖြစ်သူတရုတ်နှင့်ဆေးအုပ်စုသည် PDF များကိုထည့်သွင်းတွက်ချက်ခဲ့ပုံမရပေထို့သောဆေးအုပ်စုမှအယက်သားများအပေါ် PR ပေးသည့်အနေဖြင့်ပို၍အကြံဖက်တက်ဖြတ်လာပါက PDF များအဖို့စိုက်ပျက်ခုခံချမည်မဟုတ်တော့ဟုသုံးတက်မှုများလည်းထွက်ပေါ်လာသည် ကုလလူခွင့်ရေးအထူးတန်တပံ train and true ကလည်းပြည်သူများရင်ဆိုင်နေရသောအချက်တဲကိုဖြည့်ရှင်းပေးပါရန်နိုင်ငံတကာသို့အပူတပြင်းတောင်းဆိုလိုက်ပါတယ်။စီးပွားရေးစေစုနှစ်တစုနီးပါအယက်သားအုပ်ချုပ်မှုအောက်တွင်မျှော်လင့်ချက်များခွန်အားများနှင့်ရှင်သန်လာခဲ့သောနိုင်ငံသည်မြောက်လိုက်ဤစင်ဖမ်းမဲ့ကြာဖမ်းမဲ့အပြုံများအောက်တွင်ရခုအကောင်စီးပွားရေးသည်မိတို့မြပြန်လည်နလန်းထူမလာနိုင်တော့ပေ။ငွေကြေးတန်ဖိုးကျဆင်းမှုကုန်စည်နှုန်းများအဆမတန်မြင့်တက်လာမှုကုန်ကြမ်းရှာပါမှုလျှက်စင်မှုများပြတ်တောက်မှုကုန်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့မှုများကြောင့် ပုံထုတ်လုပ်ငန်းများကျဆင်းလာနေမှုအလုပ်ကိုင်များရှားပါလာ၍လူငယ်များအိမ်လီချင်းနိုင်ငံများသို့ထွက်ခွာနေမှုကြမ်းရှိနေသူများအားလည်းစစ်တပ်သို့အတင်းအကျပ်ဆွဲသွင်းနေမှုများအစရှိသည့်ဒဏ်ရာဒဏ်ကျပ်များကိုလူတို့သည်ဝင်းနှင်းမမြအောင်ခံစားနေကြရပြီးတိုင်းပြည်သည်အခေါင်းပေါက်ကြီးပမာမျှော်လင့်ချက်ကင်းမဲ့စွာလှုပ်ရှားယုံကန်နေကြသည် ဝင်ငွေနဲ့ထုံဝင်မမျှတာတော့ယုံမကထမင်းနဲ့မအောင်ပင်မစားနိုင်ကြတော့ပဲကျွေးမီထူပြောလာ၍ကြံရမရသည့်အစုံကိုကိုကိုအစုံစီရင်သွားသည့်တရင်များလည်းနားမဆန့်အောင်ကြာလာရသည်စီးပွားရေးလုပ်ငန်းအများစုသည်ဟန်မပြတ်ယုံဆက်လက်လုပ်နေကြပြီးအောင်မြင်အောင်လုပ်နိုင်ဖို့ဆိုသည်ကစေအုပ်စုနှင့်ညီညာအတိနှီးစပ်မှုရှိသည့်အပေါ်မူတည်လာသည်ဈေးကွက်ရှင်ပြိုင်မှုဆိုသည်မှာမရှိတော့ပင်ခရိုနီများကသာလဝက်ကြီးအုပ်ကျွေးဝလာနေကြသည်ဟုယူရီရှားရီဗျူးစာဆောင်တွင်ရေးသားထားသည်စေအုပ်စု၏ဥပိုင်လုပ်ငန်းများသည်လည်းကန္နာအသီးသီးတွင်ဝင်ရောက်ချဲ့လေလောက်ကင်နေကြတော့လေ ရရှိသည့်အကျိုးမြတ်များကိုဖြူများခံစား권မရပဲ၎င်းတို့၏စစ်အုံစရိတ်နှင့်အရာရှိကြီးများအိတ်ကက်ထဲသို့သာရောက်ကုန်သည်ဟုဆိုသည်ထို့သို့သောအနေထားများကိုနဂိုစိတ်ရင်အခန့်ဖြင့်ရောင်ရဲတင်းတိမ်နေသူများသည့်အုံနောက်အနေထားမိတို့မြပုံမှန်ရှိသူများဟုအဘယ်သူများတတ်မှတ်၍ရနိုင်ပေအံ့နေဖြူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်